တစ်တုံညာနှစ်ကွန်ရှမ်းမြောက်တိုက်ပွဲအတွင်းတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားနဲ့ဝန်ထမ်းမိသားစုတွေအတွဲလို့အကြောင်းပြပြီးတောင်ကြီးမြို့အနီးမှာနိုင်ငံဝန်ထမ်းအင်အားစီမံကိန်းဖော်ဆောင်နေတယ်လို့သိရပါတယ်။တောင်ကြီးမြို့တောင်ဘက်၄မိုင်ခန့်ကွာအေးတာယာမြို့ရပ်ကွက်၁၀နေမြေမုံတော်ဝကျေးရွာနဲ့ကက်လျက်နေရာမှာစက်မှုဆောင်မုံတော်ဝလမ်းအတိုင်းတိဆောက်မှာဖြစ်ပြီးစီမံကိန်းတင်တာကို Great Hawkan Company ကရသွားတယ်လို့သိရပါတယ်။ဒီစီမံကိန်းအကြောင်းပြပြီးရွာမြေတချို့ကိုပါတင်းယူဖို့ ုမ္ပဏီဘက်ကကြိုးပမ်းလာတဲ့အတွက်ရွာသားတွေနဲ့အငင်းပွားခဲ့ကြောင်းသိရပါဗျ။အေးဒါယာမျိုးအထွေထွေအုပ်ချုပ်ရေးမှုနဲ့ Great Hall Khan Company Director ဦးကျော်သူရကမြေက138စီမံကိန်းနေရာကိုလမ်းဖောက်ဖို့စီမံကိန်းမှာမပါတဲ့မုံတော်ဝရွာမြေကွက်17နေရာကိုပါတိမ့်မယ်လို့ပြောဆိုခဲ့တဲ့အတွက်ကြေးရွာသားတွေကကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ အုတ်ချိုရေးပိုင်းနဲ့ကုမ္ပဏီဘက်ကတင်စီခံရမယ့်မြေပိုင်ရှင်တူကိုဂရမ်မြေပေ20ပေ60တကွက်ပြန်ပေးမယ်လို့ဆိုထားပြီးဧကနဲ့ချီတင်ခံရသူတွေကိုတော့တေဧကကိုပေ40 60မြေတကွက်ပဲပြန်ပေးမယ်အပေါ်ကိုလက်မခံနိုင်တာကြောင့်ကန့်ကွက်ခတ်ကြတာလို့သိရပါဗျ။